ခေတ်သစ်စပွဲတွေမှာ Elon Musk ရဲ့ Starlink ဂျူရူအင်တာနက်ဟာဘလောက်အရေးပါလဲဆိုတာ Ukraine စစ်ပွဲကတက်တည်ပြခဲ့ပြီးပါပြီအခုခါမှာတော့တရုတ်စစ်ဘက်သုတေသီတွေကတကယ်လို့ထိုင်ဝမ်နဲ့စစ်ဖြစ်လာခဲ့ရင်ဒီ Starlink line တွေကိုဘလို့ဖျက်တောက်မလဲဆိုတာအဖြေရှာတွေ့သွားပြီလို့ဆိုပါတယ်ဒါပေမဲ့ဒီဖျက်တောက်ဖို့အတွက်ကုန်ကြမ်းဈေးနဲ့နှီးပညာစိန်ခေါ်မှုကတော့မနေလှပါဘူးဘေဂျင်းနှီးပညာတက္ကသိုလ်နဲ့ကျဲကျန်းတက္ကသိုလ်ကသုတေသီရဲ့ဒီလာထုတ်အစီအစဉ်ကသာတေးရထိုင်ဝမ်ကျွန်းပေါ်က Starlink ဆက်သွယ်ရေးကုန်ရက်ကိုလုံးဝဖျက်တောက်ခြင်းရင် ပြပြစခန်းတွေကနေလိုင်းဖြတ်တော့တဲ့ဂျမ်ဘင်းလို့ယူနေမလုံလောက်ဘူးလို့ဆိုပါရယ်စတားလင်ဂျူရူပေါင်းတပေါင်းကျော်ဟာကဘာပလန်အနေမှာအချိန်နဲ့မျှနေရာယူရှာနေတာကြောင့်မြေပြင်ကနေလှမ်းပိတ်ဖို့ခက်ခဲတာပါ။ဒါကြောင့်ထိုင်ဝမ်ကျွန်းတစ်ခုလုံးစာအီလက်ထရောနစ်တန်လိုက်စကွင်းအတာစီတစ်ခုဖန်တီးဖို့လိုအပ်တယ်လို့ဆိုပါရယ်။ဒီလိုလှုပ်ဆောင်မှုအတွက်တစ်ခုတည်းတော့နီလန်ကတော့ drone အုပ်ဖွဲ့ကိုအသုံးပြုတာပါပဲ။သူတေတီတွေရဲ့ simulation တွက်ချက်မှုအရစွာမြင့်ဂျမာရီတက်ဆင်ထားတဲ့ drone အစီးရေ935စင်းဒါမှမဟုတ် ဇေယျတပ်သားတွေချမ်းမအသေးစားတွေတပ်ဆင်ထားတဲ့ drone စီးရင်2000လောက်ကိုထိုင်ဝမ်ကျွန်းပေါ်မှာတပြိုင်တည်းဖြန့်ကျက်ပြန်နှံ့စီပြီးပိတ်ဆို့မှလာ Starlink ကိုဟန်တားနိုင်မယ်လို့ဆိုပါတယ်တရုတ်ရဲ့ဒီလေးလာမှုဟာ Ukraine ရုရှားစစ်ပွဲကနေသင်ခန်းစာယူထားတာဖြစ်ပါတယ်ရုရှားက Starlink ကိုဖျက်တော့ဖို့စ조사ခဲ့ပေမဲ့ Elon Musk ဘက်က software တွေချက်ချင်းမြင့်နေပြီးတုံ့ပြန်ခဲ့တာကြောင့် Ukraine တပ်တွေစစ်တွေမပြတ်တော့ခဲ့ပါဘူးဒါကတရုတ်ကအသေးချာလိလာနေတာပါလက်ရှိထိုင်ဝမ်ဟာ ပြပဆက်သွယ်ရေးအတွက်ရေရောက်ကီးပဲကျူးရီကိုပဲဒီကအားကိုးနေရတာကြောင့်စစ်ဖြစ်ရဲ့အတွက်တကူဖြတ်တောက်ခံရနိုင်ပါတယ်။ဒါကြောင့်ထိုင်ဝမ်ကလည်းသူတို့ကိုယ်ပိုင်ဂျူဒူအင်တာနက်စနစ်ကိုတည်ဆောက်ဖို့ပြင်ဆင်နေပြီးလာမယ့်2026ခုနှစ်မှာစံတက်လွတ်တော်ရင်တော့မှာဖြစ်ပါတယ်။